ဟုတ်ကဲ့ပါကျွန်တော်ဖော်မွေးခင်ဗျားတို့လည်းပြီးခဲ့တဲ့အစပိုင်းနေမှာပြောခဲ့တယ်နော်လေဒီ6690နဲ့290ဇောင်းကိုလည်းကျွန်တော်မွေးကနေပြောခဲ့ဘူးလေဗောနော်ပြီးခဲ့တဲ့ဘွဲလည်းကျွန်တော်တို့ကနဦးတင်တဲ့ line မှာဒါ dip rate dip rate dip rate ကိုဒါ6ပါတဲ့ dip rate လို့လည်းပါဇက်ကနေပြောခဲ့တယ်ဗောနော်3965အဲ3965အရွေးမှားလို့ဒါမပေါက်တာဗောနော်တချို့တော့ပေါက်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ပြောထားတဲ့ဟာတွေကို light ထိုးတဲ့သူတွေရှိတယ်လေနော်ဒီ6690ဒီဘက်ကိုအွှေ့ရှိတယ်ဆိုတော့ကျွန်တော် မြန်ဆိုင်နဲ့ပြပေးမယ်ပြပေးမယ်ဆိုထွက်ပြီးသားကိုပြန်ပြအောင်မို့နော်အိုက်ဆိုင်ကိုကျွန်တော်ပြဘူးတယ်ဆိုတာကိုပြကြတယ်အခုကကကျွန်တော်တို့ပြီးခဲ့တဲ့ပွဲကပေါ့နော်ဒါပြီးခဲ့တဲ့ပွဲကဖမ်းနေဟာကိုတဲ့ကျွန်တော်တို့နေဦးမှာကျွန်တော်တို့ပရိငါးချောင်းတဲ့ညဦးမှာပရိငါးချောင်းဒါဟိုဘက်ကဖြစ်ထားတာလေတော့ကျွန်တော်တို့မမပြတော့ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ပြနေကြလိုင်းရဖြစ်ပါတယ်ဒီတခါတိုင်းခွာကို ဒီ၃ညာခါတိုင်းခွာကို၉ခါတိုင်းခွာကိုနောက်ပြီးတော့၈ခါတိုင်းခွာကိုပေါ့နော်အိုက်ဇလန်နဲ့နေပြီးတော့နှစ်ဆမှာ၉ဘိတ်၄ချက်ရိုက်တယ်ပေါ့ဗျာရိုက်တဲ့အချိန်မှာလည်းပရမ၅ဘိတ်၅ဘိတ်၅ဘိတ်ဒီမှာ၃ဘိတ်လို့လှည့်စားထားတယ်အဲ့တော့ကျွန်တော်တို့ကဒါပြီးခဲ့တဲ့ပွဲကပေါ့နော်ပေါ်မွေးတဲ့၈၈၉ကိုအော်ရတဲ့အကြောင်းရင်းကဒီတင်းငါးကိုလို့နေဦးမှာ၉ဘိတ်နဲ့ဘိတ်၅ထွက်လို့နောက်တစ်ခါဘိတ်၅လို့ပေါ်မယ်ဆိုရင်သူကတစ်ခါနဲ့ပေါ်တာဗျအဲ့မှာလည်းသူကခွာပေါင်းခြင်း၅ခံတာပေါ့ဗျ အခွားပေါင်းကြီးငါးငါးရအောင်မတခါသွန်းပေါ့သွန်းပြီးမှကျွန်တော်တို့ဒီ၃လုံးက၉ချုပ်ပေါ့၅၆၈၉၆ချုပ်ပေါ့နော်၉၃ည၆ဆိုတဲ့၃လုံးပေါင်းကြီး၅ကပရိ၅လို့ထွက်တာပေါ့နော်အဲ့မှာခါတော့ဝင်သွားတယ်ဗျာထိတ်ကြီးလဲမှန်အဲ့နောက်ပိတ်လေးကချော်ပြီးထွက်သွားတာပေါ့နော်နောက်တစ်ခါကျွန်တော်တို့ဒီမှာလဲ၉ပိတ်ပရိ၅ထွက်လို့အဲ့နေ့ထဲမှာပရိ၅လို့ပြန်ပေါ်တော့သူကပထမဆုံးခွား၆ရအောင်မှာပေါ်တာပြည်စုံမှာ၃ညခါနဲ့ပေါ့နော်တိခါ၃ညခါ ဒီ၃လုံး၆ချုပ်ဒီ၃လုံးက၉ဖြစ်ပေါ့နော်အဲ့ဒါကိုဒီ၈၃ညခွန်း၅လို့ချုပ်ပြီးမှဒီမှာ၉၃၆ဗရိန်၅လို့ထွက်တာဟုတ်နောက်တစ်ခါ၃ကမြောက်မှာလည်းအဲ့လိုပဲ၉ဘိတ်လို့ဗရိန်၅ထွက်လို့အဲ့နေ့တည်းမှာဗရိန်၅ပြန်ပေါ်တော့ခွာခွန်ရအောင်မှာ၉ခါဝင်တာပေါ့နော်၁၃ည၉အဲ့ဒါကိုမျိုးဝင်လိုက်တာနဲ့၆ဖြစ်ဖြစ်တာနဲ့ဒီ၃လုံးကကျွန်တော်တို့၉လို့ပဲချုပ်တာပေါ့နော်၉လို့ချုပ်ပြီးတော့ဒီ၃လုံး၅ဖြစ်မှအဲ့ပေါက်ကဗရိန်၅ဆိုပြီးတော့ရိုက်တာပေါ့ ဒါဆိုကျွန်တော်ဒီတတိယကံမှာじゃဒီကိုးဘိန်းနဲ့ဗရိတ်သုံးဖြစ်လို့ဒီပထမဆုံးခွရှိရဲ့အောက်မှာရှစ်ခါလို့ကျွန်တော်ကအပိုင်နီးနီးယူပြီးဆော့တာဗောနော်အပိုင်သွားတော့ဒါဘာမှတော့အပိုင်မရှိပါဘူးဒါကျွန်တော်အကြိုက်ဗောဗျအခြားလိုင်းတွေလည်းရှိတာဗောအဲ့မှာကျွန်တော်ဒီ၃လုံး၉ဖြစ်ဆိုတော့၉ဘိတ်ဒီ၃လုံးက၃ခဲ့လို့အဲဗရိတ်သုံးဆိုတော့689ဆိုပြီးတော့689နဲ့684နဲ့ပါဝါလှည့်မှာဆိုလို့ကို689 684ဆိုပြီးတော့နှစ်ကွက်လည်းပဲအဓိကထုတ်ထိုးတာဗောဗျအဲ့မှာတော့ ပြန်မကောင်းတော့ကိုယ်ကဟိုဘက်ရောက်တာပေါ့ဒါကတော့ထားလိုက်တော့เนาะသူအဲ့မှာဆက်ကြံခဲ့တာကခါးကိုတော့ခင်ဗျားတို့ကြံရင်ယူထည့်လို့ရတယ်ဘာလို့ဆိုတော့ဒီပရမအောင်ခွာငါရိုက်တာနဲ့တိခါရိုက်တဲ့ဒီသုံးလုံး6ချုပ်တယ်အဲ့6ကြောင့်မဲ့သူ့ရဲ့အောက်မှာဒီသုံးလုံး6လို့လိုက်ချုပ်နေတယ်ပေါ့နော်ဒီသုံးလုံး6လို့ချုပ်နေတယ်ချုပ်နေတဲ့နေရာမှာသူကခွန်း8တဲ့ဆိုတဲ့သုံးလုံးပေါင်းချင်း6ချုပ်တာနဲ့6ချုပ်တာနဲ့ပေါ့နော်6ချုပ်တာနဲ့ကျွန်တော်တို့ကဒီတနည်းပြောရမယ်ဆိုတော့ဒီ နှစ်ပိတ်နဲ့ဒီပရိတ်နဲ့ကိုသူကခွန်လို့ထည့်သွားတာပဲနှစ်ရဲ့၅ရဲ့ဆိုတော့ခွန်ပေါ့နော်အဲ့ခွန်ကိုဒီအခွာရဲ့ဒီနောက်ပိတ်ရဲ့ရှစ်ခွန်ပေါ့နော်အဲရှစ်ခွန်ရှစ်ဆိုတော့၃ပေါ့၃ရဲ့၉ရဲ့ပေါင်းရင်နှစ်လို့ပြန်ဖြည့်နေတယ်ဗျနှစ်လို့ပြန်ဖြည့်နေတယ်ပေါ့နော်အဲ့တော့ ကျွန်တော်ဒီခါကလည်းတစ်ဖြစ်ပေါ့ဗျာ6ဖြစ်အောင်တစ်ခါပေါ့အဲ့ကျဒီ3လုံးကလည်းကျွန်တော်ဒီ4လုံးပေါင်းခြင်းကလည်းကျွန်တော်တို့2ဖြစ်ရမှာပေါ့နော်ဒီ4လုံးပေါင်းခြင်းခွန်ဖြစ်လို့ဒီ4လုံးပေါင်းခြင်း2ဆိုတော့6ထိပ်ပေါ့6ထိပ်ကိုကျွန်တော်တို့နောက်ဘက်ကတော့ဒီလိုလေးထည့်လိုက်မယ်ဒီမှာ8ခွန်2ဆိုတဲ့ခါ3လုံး5က sorry ခါ3လုံးခွန်က19ခွန်နဲ့ခွန်9ကျွန်တော်တို့ခွန်9ဒီပေါ့ဗျာ ကိုတစ်ခွန်ဆိုသုံးလုံးပေါင်းချင်းခွန်ဒီသုံးလုံးခွန်ကိုဒီသုံးလုံးခွန်လို့ထည့်လိုက်မယ်နော်နောက်ပြီးတော့ကျွန်တော်တို့ဒီမှာအဲ့တစ်ခါဒီနောက်ပွဲမှာအလုံးမိုင်ပြန်ပါနေတယ်ပေါ့နော်အဲ့ဒါလေးလည်းသတိထားကြပါပေါ့နောက်တစ်ထပ်ချုပ်ထားတာကဘာကောင်းလဲဆိုတော့ကျွန်တော်တို့အိုက်ဆိုင်မှာကတဲ့နောက်ထပ်ချုပ်ွက်တစ်ခုကနန်းကိုချုပ်ွက်ရှိသေးတယ်ဆိုတော့ အဲမှာကျွန်တော်တို့ဒါဟိုကိုတိကိုထွက်တယ်ပေါ့ဗျာအဲကိုတိကိုထွက်တယ်ပေါ့နော်ဒီ၃လုံးကဒီခါ၃လုံးခွန်လို့ဒီ၃လုံးခွန်ပေါ့နောက်ပြီးတော့ကျွန်တော်တို့ဒီ၈ခွန်နဲ့ဒီ၈ပိတ်နဲ့ဒီ၉ထိတ်နဲ့ကိုနှစ်သွားတယ်ပေါ့နော်ဒီခါကတော့ဒီ၃လုံး၆နဲ့ထည့်လိုက်မယ်အဲတော့ကိုတိကိုထွက်တယ်ပေါ့နော်ဒုတိယကတ်မှာလည်းအဲ့လိုပဲကျွန်တော်တို့ခွာပေါင်းချင်း၆ရိုက်တာနဲ့သူ့အောက်မှာ၃ညာခါဒီ၃လုံးက၆ပေါ့ဗျာအဲ၆လို့ရိုက်တာနဲ့သူ့ရဲ့အောက်ဘွဲမှာသူကဒါ၃ညာခါလက်သွင်းတယ်နော်ဒီ၃လုံးကသူကပြန်ပြီးတော့၆လို့ရိုက်တစ်တစ် ကျွန်တော်တို့1 1 4ပေါ့နော်1 4 1ဆိုတော့၃လုံးပေါင်းရင်ကျွန်တော်တို့ဘာဖြစ်မလဲ6ပေါ့နော်အဲ6ဖြစ်တာ ਨੇ ကျွန်တော်တို့ကနောက်ထပ်ဘာပြန်ထည့်မလဲဆိုတော့ဒီက6ခွန်နဲ့ဒီက6ပိတ်နဲ့ဦး1အဲ1နဲ့ဒီ၃ညထိတ်နဲ့ပေါင်းမှ1လို့ပဲသွားတယ်အဲ1ကကျွန်တော်ကဒီ1ပိတ်ကြီးပဲကိုမယူဘဲနဲ့ဒီ1ပိတ်နဲ့ပရိတ်9နဲ့ခွန်လို့မလို့ ခွန်ပါပါဘူးဒီလေးလုံးပေါင်းချင်းနှစ်လို့ကျွန်တော်ယူချင်တာပေါ့နော်အဲ့တော့၃ညထိတ်၃ညတက်အတွဲပေါ့အဲ့ဒါကိုဒီမှာခါ၃လုံးက၄တက်နဲ့6လို့ဒီမှာခွန်ဘိတ်၃ညခါ၉ဘိတ်နဲ့ဟို6လို့အဲ၃ညတက်၉လို့ထွက်တယ်လို့ယူဆတာပေါ့နော်နှစ်ခွန်၃အာလာနိုင်လားလာနိုင်ပါလေဗျအဲ့ကောင်ကခွန်၃ကပတ်လေကိုအရင်ကြမလားလို့အဲ့မှာနည်းနည်းလေးမြှောက်လာပေါ့နော်အဲ့မှာ၄ကစီမှာပဲကျွန်တော်ရှိပါတယ်နောက်ပြီးမှကျွန်တော်ပြန်ပြပေးမယ် နောက်တစ်ခါကျွန်တော်တို့ဒီမှာလဲခွာပေါင်းချင်းခွန်လို့ဝင်လာတဲ့သူ့အောက်မှာကိုးခါဒီ၃လုံးက၆ချုပ်တာပဲအဲ့၆ကိုသူ့ရဲ့အောက်ပွဲမှာလဲသူကဒီ၃လုံးပြန်၆တာပဲဒီတစ်ခါဒီတစ်နောက်ပွဲလုံးပိုင်းပဲ၃ညခါဒီနောက်ပွဲမှာ၃ညလုံးပိုင်းပဲဒီမှာလဲကိုးခါဒီနောက်ပွဲမှာကိုးလုံးပိုင်းပဲဝင်လာပဲเนาะအဲ့တော့ဒီ၃ညခွန်ကို၆ပြန်ချုပ်တယ်ချုပ်တာနဲ့ဒီက၁၆၃ညဆိုတော့၃လုံးပေါင်းချင်းခွန်နဲ့ဒီက၅ထိတ်နဲ့ကိုနှစ်လို့မူတည်ရိုက်တယ်ရိုက်တဲ့အားလဲဒီနှစ်ပိတ်နဲ့ ဒီကဗရိတ်ငါးနဲ့ခွန်ကြောင့်နှစ်လိုပဲကျွန်တော်ကတော့ယူချင်တာပေါ့နော်အဲ့မှာခါးတောင်၃လုံး၈ကြောင့်ကျွန်တော်တို့၆ပိတ်ရဲ့၉ခါးရဲ့၃ပိတ်ရဲ့ကိုပြန်ပြီးတော့၈လို့ထည့်တယ်လို့ယူဆတာပေါ့နော်ဒီခါး၃လုံးခွန်၃ည၁ဆိုတဲ့၈ကိုဒီမှာ၆၃၉နဲ့၈တယ်ပေါ့ဗျာအဲ့မှာခါးကတော့ဒီ၃လုံး၆ဆိုရင်ဒါ၉ခါးပေါ့ဒါဒီ၄လုံးပေါင်းခြင်းက၂ဖြစ်မယ်ဆိုတော့၅ထိပ်ပေါ့အဲ့တော့ကျွန်တော်တို့၅၉၃ထွက်တယ်လို့ယူဆတာပေါ့နော်၉ခါးဒီအလုံးပိုင်းမှာ ဲ့တော့ဒီမှာတတိယကခွာရှိလို့ဝင်တာနဲ့ရှစ်ခါတော့ဝင်သွားပြီပေါ့နော်အဲပေါက်တီးနဲ့တော့တီတီလေးနဲ့ပဲလွဲသွားတယ်အဲ့ဒီမှာကျွန်တော်ဒီ၃လုံးကလည်း၆ဖြစ်မယ်ဆိုရင်ဒါ၉ခါပေါ့နော်ဒါအကြိုက်ဆုံးတော့မဟုတ်ဒုတိယအကြိုက်တော့၉ခါရှိကြိုက်တယ်ပေါ့ဗျပထမအကြိုက်ကတော့ပြန်ပြပေးမယ်အဲ့မှာ၈၉၈မှာ၆ဖြစ်မှာဟုတ်အဲ့တော့၆ဖြစ်အောင်၉ခါအဲ့မှာခွာရှိနဲ့ဒီခွန်ဘိန်းနဲ့ဆိုတော့၃လုံးပေါင်းခြင်း၅၅ကိုကျွန်တော်တို့၅ကိုနှစ်ဖြစ်အောင်ဆိုတော့ ွန်ထိတ်ပေါ့နော်အဲ့တော့ခွန်ကိုးတွဲဒီ6ဘိတ်နဲ့ဒီက1ဘိတ်နဲ့လည်းခွန်လို့သူကပြန်ချုပ်သွားတာပြအဲ့ဒါတော့ကျွန်တော်မမြင်ဘူးပေါ့နော်အခုမှမြင်တာအဲ့တော့1ဘိတ်တော့မဟုတ်ဘူးဒီ6ဘိတ်နဲ့ဒီ break တင်းနဲ့ကိုသူကလေးလုံးပေါင်းချင်းကျွန်တော်တို့အဲခွန်လို့ချုပ်သွားတဲ့တော့ခွန်ပါဝါကိုဒီလေးလုံးပေါင်းချင်းနှစ်မယ်ဆိုတော့ဒါကျွန်တော်တို့ခွန်ထိတ်ပေါ့နော်ဒီ6ဘိတ်ကြောင့်ဒီလေးလုံးပေါင်းချင်း6ဖြစ်မယ်ဆိုတော့ဒါတစ်ထိတ်ရတာပေါ့နော်တစ်ထိတ်ကတော့ကျွန်တော်ရှိလို့ရှိတယ်ဒါပေမဲ့ကျွန်တော်ခွန်ကိုးလွဲကိုပို့ကြိုက်တယ်ပေါ့အဲ့မှာဒီမှာကျွန်တော်တို့ ခါသုံးလုံးဒီမှာကိုးခဲ့တာပေါ့နော်နှစ်ကိုးနှစ်ရှစ်ကိုးဆိုရယ်ကိုးဒီသုံးလုံးပေါင်းချင်းပြန်ကိုးမယ်ဆိုရင်ဒီရှစ်ခါဒီအလုံးပိုင်းဆိုခွန်ရှစ်ခွန်ကိုးရှစ်ဆိုတဲ့ကဏ္ဍတစ်ခွက်တော့နည်းနည်းကန်စန်းနေနဲ့ထိုးကြည့်ပေါ့ခွန်ကိုးရှစ်ပေါ့နော်